မင်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ Rider Darka Sama ကိုမန်ဒိုစစ်ကြောင်းတစ်ခုလုံးဒီပါကိုခြေမုံနိုင်ခဲ့ဟု KMDF တရင်ဆက်လေးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကရင်ပြည်ပြည်နယ်လွိုက်ကော်မြို့ဒေသကိုကဲမှုစစ်ဌာနချုပ်ဒါကာဆာမှာခွန်မန်နိုစစ်ကြောင်းတစ်ခုလုံးဒီပါကိုခြေမုံနိုင်ခဲ့ကြောင်းကရင်ပြည်အမျိုးသားကာကွယ်ရေးတပ် KMD ရဲ့တပ်ရင်းဆက်လေးမှရဲဘော်အချို့ကပြောပါတယ်ဇွန်လ3ရက်နေ့နက်9နာရီခန့်တွင်လွိုက်ကော်မြို့နယ်တပြေကုန်းရွာဖုန်ကြီးကျောင်းဝင်းအတွင်အခိုင်မာတပ်ဆွဲထားသော စစ်ကောင်စီတပ်စခန်းကိုကနအူးတိုက်ခိုက်ခဲ့တယ်ဟုဆိုပါတယ်စစ်ကောင်စီတပ်ဆွဲထားသောစခန်းအားတိုက်ခိုက်နေစဉ်အတွင် စစ်ကောင်စီဒါကာဆာမှာခွန်မန်နိုစစ်ကူစစ်ကြောင်းအားလက်ဦးမှုရယူကတိုက်ခိုက်မှုကိုပြုလုပ်ခဲ့ကြောင်းသိရပါတယ် ကွန်မန်ဒိုတွေကြားတွေနဂါးတွေလာမလုံနဲ့အကုန်ရှော့သွားပြီဟု KMDF တပ်ရင်းဆက်လေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ်။အဆိုပါကွန်မန်ဒိုစစ်ကြောင်းကိုတိုက်ခတ်ရာတွင်စစ်ကောင်စီဘက်မှ20ဦးထပ်မံတေဆုံးခဲ့ပြီး KNDF ဘက်မှရဲဘော်2ဦးတန်ရာ မပြင်းထန်ရရှိခဲ့ကြောင်းတပ်ရင်းဆက်လေးကဖော်ပြထားပါတယ်။ စကစတဲ့အသေးဆုံးတွေရှိခဲ့ပြီးတော့လက်နက်အချို့တင်စီရရှိခဲ့ပါတယ်ဟု KMDF တာဝန်ရှိသူကအဆိုပါတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်၍သတင်းဌာနသို့ပြောပါတယ်။တင်စီရရှိခဲ့သောလက်နက်စရင်များအရာ MA1 ကလည်း AK47 တလက် MA4 တလက် ား RPG တလန်နဲ့အခြားနက်နက်ခဲယံများပါရှိပါတယ်။လက်ရှိတွင်စစ်ကောင်စီသည်မိုးပြဲလွိုက်ကော်လမ်းပိုင်းကိုထိန်းချုပ်နိုင်ရန်မိုးပြဲမြို့ကိုထိုးစစ်ဆင်နေသည်မှာလာနဲ့ချီရှိနေပြီးတော်လိုင်းရဲတပ်ပေါင်းစုက ခုခံနေဆဲဖြစ်ပါတယ်။ခရင်နီပြည်နယ်တွင်ဘောလက်ခဲနှင့်ဖားဆောင်မြို့နယ်တို့တွင်လည်းတိုက်ပွဲဖြစ်ပွားနေကခရင်နီတပ်ပေါင်းစုကခကင်းစခန်းအချို့ရရှိထားသည်။ ေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့်ချမ်မတ်54ကိုမဖြစ်ဖြစ်တဲ့နည်းဖြင့်ထက်ဝက်ပိုင်းရောက်ရန်အကိုဖြစ်သူဦးအောင်ဆန်းဦးဤရှောက်ထားချက်ကန့်ကွက်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရှန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိနိုင်ငံတော်၏အတိုင်ပင်ခံပုတ်ကိုဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့်ချမ်မတ်54နှစ်အိမ်ကိုမြေတဝက်ခွဲ၍ရောင်းချရန်အကိုဖြစ်သူဦးအောင်ဆန်းဦးဤရှောက်ထားမှုအပေါ်ဒေါ်အောင်ဆန်းစုကြည်၏ရှင်းလင်းအဖွဲ့ကကန့်ကွက်ခဲ့ကြောင်းသိရပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ရှင်းလင်းအဖွဲ့တီဥအောင်ဆန်းဦးရှောက်ထားမှုကိုယနေ့စွန်း9ရက်ကကမာယုခရိုင်တရားရုံးတွင်ကန့်ကွက်လွာတင်သွင်းခဲ့ကြောင်းရှင်းလင်းအဖွဲ့နှင့်နှီးဆက်သူထံမှသိရပါသည်။ကံကွက်လာတင်သွင်းမှုနှင့်ပတ်သက်၍လာမည့်စွန်လဒုတိယပတ်12ရက်နေ့တွင်တရားရုံးကအမိန့်ချမှတ်ရန်ချိန်ဆကြောင်းသိရပါသည်။ ဦးအောင်ဆန်းဦးသည်ခြံမှတ်54ကို၄ချိန်တိုင်းလေးလံတင်ရောင်းချခဲ့ပြီးရောင်းမထွက်သည့်အတွက်ခြံတဝက်ကိုအရင်ရောင်းချပေးရန်မေလအတွင်းကပြုလုပ်ခဲ့သည့်ယုံချိန်တွင်ရှောက်ထားခဲ့ခြင်းဖြစ်ပါသည်ထို့သောလေးချိန်ညောင်းလေးလံပွဲပြက်ပြီးနောက်တွင်ဦးအောင်ဆန်းဦးသည်ဒေါ်အောင်ဆန်းစုကြည်ဘက်ကလေးလံကြမ်းခင်းဆေးတက်မှတ်ပေးရန်တင်ပြခဲ့ကြောင်းသိရပါသည်။ဦးအောင်ဆန်းဦးသည်ယခုမေ29ရက်ကပြုလုပ်သည့်ရုံးချင်းတွင်မူငွေ1.93ဧကကျယ်ဝန်းသည့်ခြံမှတ်54နေအိမ်ကိုဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့်နေအိမ်အပိုင်းအား ခြံ၍ကြံမြေကွက်ကိုအရင်ရောင်းချပေးရန်တောင်းဆိုလာခြင်းဖြစ်ပါတယ်။အဆိုပါတောင်းဆိုချက်ကိုဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ권မရသည့်အတွက်ရှေ့နေအဖွဲ့ကတရားရုံးကိုကန့်ကွက်စွာတင်ခဲ့ကြောင်းသိရပါတယ်။မူလာကချမ်းမတ်54ရီနှစ်ထပ်အိမ်နဲ့ဒီတက်ဝက်ကိုဒေါ်အောင်ဆန်းစုကြည်ကပိုင်ဆိုင်စေပြီးတထက်တိုင်းနဲ့ကြံမြေတက်ဝက်ကိုဦးအောင်ဆန်းဦးကပိုင်ဆိုင်စီရန်2016ခုနှစ်တွင်ရန်ကုန်အနောက်မြောက်ပိုင်းခရိုင်တရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။ အဆိုပါအမိန်ကိုဦးအောင်ဆန်းဦးကမကျေနပ်သည့်အတွက်ခြံဝန်းတစ်ခုလုံးကိုလေးလံဆွဲရောက်ချပြီးခြံဝန်းဝေကိုတယောက်တစ်ဝက်ခွဲယူရန်အယူခံအစစ်စစ်တင်သွင်းခဲ့ရာ2022ခုနှစ်တွင်ဦးအောင်ဆန်းဦး၏ရှောက်ထားချက်ကိုအာဏာသိမ်းစစ်ကောင်စီလက်အောက်ကတရားရုံးကခွင့်ပြုခဲ့ခြင်းဖြစ်ပါသည် ဆက်လက်ပြီးစစ်ကောင်စီကို ILO Article 33ဖြင့်အရေးယူမှုကြောင့်ပြည်သူလူထုကိုထိခိုက်ရန်မရှိဘဲမင်းအောင်လိုင်းမိသားစုစီးပွားရေးအပါအဝင်စစ်တပ်နှင့်ဆက်နွယ်သောလုပ်ငန်းများ၊လေရင်စီနှင့်နိုင်ငံခြားငွေစီးဆင်းမှုကိုအဓိကပြစ်မှတ်ထားအရေးယူမည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ အချမ်းပတ်စစ်ကောင်စီကို ILO Article 33ဖြင့်အရေးယူရန်အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့ချုပ် ILO ညီလာခံကဆုံးဖြတ်မှုမှာမြန်မာပြည်သူများကိုထိခိုက်ရန်မရှိဘဲစစ်ကောင်စီနှင့်ပတ်သက်နေသည့်လေရင်စီနှင့်နိုင်ငံသားငွေစည်းစိမ်မှုကိုအဓိကပြစ်မှတ်ထားအရေးယူရန်သာရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလုံသမားတမကများအဖွဲ့ချုပ် CTUM ဥက္ကဋ္ဌဦးမောင်မောင်ကသတင်းဌာနသို့ပြောကြားပါသည်ပရင်ဌာနအနေနဲ့တိသက်တွေ့ဆုံမေးမြန်းခန်းတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ ဇော်လ9ရက်နေ့ဆော့ဆလန်နိုင်ငံဂျနီဗာမြို့တွင်ပြုလုပ်ခဲ့သော133ကြိမ်ကြောင်းအပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ ILC တွင်လူငယ်များနဲ့အလုပ်သမားများကိုစစ်မှုထမ်းဥပဒေဖြင့်အတင်းအဓမ္မစစ်တဲသို့တွင်ပြီးအလုပ်သမားအခွင့်အရေးနဲ့လူအခွင့်အရေးချိုးဖောက်နေသောမြန်မာစစ်ကောင်စီကို ILO Article 33အရာပြင်းထန်သောတံခတ်ပိတ်ဆို့အရေးယူရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည် ထိုကဲ့သို့ဆုံးဖြတ်မှုအပေါ်မြန်မာပြည်သူလူထုကိုထိခိုက်စေသောစီးပွားရေးပိတ်ဆို့မှုများရောက်ရှိလာမည်ဖြစ်ပြီး ILO ၏အရေးယူမှုသည်မြန်မာပြည်သူများနှင့်အလုပ်သမားများကိုထိခိုက်စေမည်ဆိုသောဝါဒဖြန့်မှုများကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာနေကြောင်းအမှန်တကယ် ILO ၏ဆုံးဖြတ်ချက်ကိုတိကျစွာဖတ်ရှုကြစေလိုကြောင်း ILO ဆုံးဖြတ်ချက်ကိုတိကျစွာမဖတ်ရှုဘဲလူထုကိုထိခိုက်မည်ဟုဆိုနေခြင်းမှာလက်ခံနိုင်စရာမရှိကြောင်းဦးမောင်မောင်ကရှင်းပြပါရယ် ILO ကပြောတာက relationship ကိုပြန်ပြီး review လုပ်ဖို့ရည်ထားတယ် ဒါတခုနောက်တစ်ခုက jet fuel လေယာဉ်စီနဲ့ပတ်သက်လို့ဆိုတာရေးထားပါတယ်။ချက်လေယာဉ်လေယာဉ်မြန်လောင်စာစီကိုပြန်ပြီးသုံးသပ်ဖို့ဆိုတဲ့ကိစ္စနောက်တစ်ခုက free flow of fan to the military လို့ရေးထားပါတယ်။ချက်လေယာဉ်ပြန်လောင်စာစီဆိုတာကတော့အတိအကကတော့ဘုံကျဲနေတဲ့လေယာဉ်ပြန်တွေကိုရပ်တန့်ဖို့ဆိုတာလူတိုင်းသိတာပေါ့နော်။ ဘုံကျဲနေတဲ့လေရင်ပြန်ရက်တန့်ဖို့ဆိုတာကကျွန်တော်တို့ရဲ့အခြေခံအလုပ်သမားတွေအပေါ်မှာဘယ်လိုတက်ရောက်မှု ရှိမလဲဆိုတာသိချရှင်းပြဖို့လိုတာပေါ့နော်ဟုတ်တယ်မလားစာကိုတိတိကျကျရေးထားတယ်နော်ကျွန်တော်တို့စာကို ရေးကြတဲ့ကဒီဟာကိုမူကျန်းလောက်ကြတဲ့ကအဲ့ဒီအတန်တွေကိုကြားတဲ့အတွက်ကြောင့်တိတိကျကျရေးတာကျက်လေရင်ပြန်ကိုတိုက်လေရင်ပြန်ရဲ့လောင်စာစီကိုပိတ်တာကလှိုင်းသားရအထည်ချုပ်လုပ်ငန်းကလူကိုဘယ်လိုတက်ရောက်မှုရှိမလဲဆိုတာကျွန်တော်တို့ကို ရှင်းပြဖို့လိုတယ်ဒီအတိုင်းရမ်းဖြီလို့တော့မရဘူးဟုဦးမောင်မောင်ကဆိုပါတယ် တက်ကရက်2000ပြည့်နှစ်ကလည်း ILO ကမြန်မာစစ်တပ်ကို ILO Article 33ဖြင့်အရေးယူခဲ့ပြီးရင်းချိန်ကအခြေအနေနဲ့ယခုအခြေအနေမှာမတူညီတော့ကြောင်းစစ်ကောင်စီတန်းတို့ငွေကြေးဆစ်ဆင်းမှုများကိုလည်းဖြတ်တောက်ရန်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်။ စစ်အုပ်စုစီကိုငွေကသွားနေတယ်ဗျဘဲကနေသွားနေလဲကျွန်တော်တို့လိုက်ကြည့်မယ်ကြည့်ဖို့လိုတယ်လေကြည်စံဝယ်တဲ့ကိစ္စအလျင်ပြန်ဝယ်တဲ့ကိစ္စတင်ကားအတွက်အပိုပစ္စည်းတွေဝယ်တဲ့ကိစ္စတင်ကားအတွက်ကို spare parts ကမြန်မာပြည်ပါမထုတ်နိုင်ပါဘူးအဲ့ဒီကြည်တွေဝယ်တာတို့လေရင်ပြန်အတွက်အပိုပစ္စည်းဝယ်တာကိုအားလုံးကဘယ်ကလာလဲနိုင်ငံခြားကလာတယ်နိုင်ငံခြားကလာတယ်ဆိုရင် အခုတက်သည့်ငွေရေးကြေးရေးစီးစင်းတာဖြစ်တဲ့အတွက်ကြောင့်ဒီငွေတွေဘယ်ကရလဲကျွန်တော်တို့က စမ်းစစ်ရမယ်စမ်းစစ်ပါမယ်စမ်းစစ်တာကလောက်ရမှာကဘာလဲလို့ဆိုလို့ရှိရင်မင်းအောင်လိုင်းသားသမီးနဲ့သူတို့လုပ်တဲ့လုပ်ငန်းတွေစိုးဝင်သားသမီးသူတို့လုပ်တဲ့လုပ်ငန်းတွေသူတို့ credit card ကိုပိတ်တာကလှိုင်းသားရကလူကဘလို့အလုပ်ပြုံမလဲကျွန်တော်မသိဘူး ခုနကပြောတဲ့ investment တွေက အကြီးကြီးတွေကသူတို့နဲ့လုပ်တဲ့ကိစ္စနောက်တစ်ခါ Upi Limited ကိစ္စ Upi Limited နဲ့လုပ်တဲ့အလုပ်တွေစစ်တပ်ကခိုင်းတဲ့ဆက်သွယ်ရေးကုမ္ပဏီတွေ Solar ကားတွေပိတ်တဲ့ကိစ္စအဲ့ဒီဟာတွေကို ပိတ်တာကလှိုင်းသားရကလူကပြက်စက်ကမဝယ်နိုင်သေးဘူးပြမော်တော်ဆိုင်ကယ်တောင်အနိုင်နိုင်မယ်အဲ့ဒီဟာတွေကိုလိုက်မှာမို့လို့ ာကိုအဲ့ဒီလိုရေးထားတာပါအခြေခံအလုံသမားတက်ရောက်မှုရှိတယ်ဆိုတဲ့သူတွေကိုကျွန်တော်ကရှင်းပြစေချင်တယ်။ဘာကြောင့်ဂျဲလီရင်ပြန်စီပိတ်တာလှိုင်းသားရကလူအလုံပြုတ်မယ်ဆိုတာကိုပြောတယ်လေပေါ့နော်။နောက်တစ်ခါဘာကြောင့်မင်းအောင်လိုင်းအုပ်စုကိုငွေရေးကြေးရေးစီစဉ်မှုကိုပိတ်တာကဘာကြောင့်လှိုင်းသားရကလူဘာကြောင့်ရွှေပြည်သားကလူအခြေခံလူဒန်းစာဒုက္ခရောက်မယ်လို့ပြောတယ်လေဆိုတဲ့ကိစ္စ သိမ့်ကြုံပြီးမပြောပါနဲ့တိတိကျကျပြောကြည့်ပါကျွန်တော်ဒီလေအလုတ်သမားတွေနဲ့လက်ပွန်းတတိနေခဲ့တာပါဟုဥမ္မောင်မောင်ကဆိုပါတယ်ထို့ပြင်မြန်မာနိုင်ငံမှာပြည်ပရင်းနှီးမြှုပ်နှံမှုများထွက်ခွာပါကတရုတ်ရင်းနှီးမြှုပ်နှံမှုများအလုံးအင်းဖြစ်နေရာဝင်ယူမည်ဟုဝေဖန်တန်ကြားလဲကြားရကြောင်းဝေဖန်ဆိုသူများမှလည်းအခြေခံအလုတ်သမားများအကြောင်းပင်မသိသူများဖြစ်ကြောင်းစေအုပ်စုနှင့်ပတ်သက်သူမှန်သမျှ ILO အရေးယူမှုတွင်တည်ရောက်မှုရှိလိမ့်မည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါရယ်လူကြားကောင်းအောင် ပြောသလိုဂူဂူဝဝနဲ့အောက်ကနေလဲဝိုင်းရင်းနေကြတယ်။ရေးတဲ့လူတွေအားလုံးကဗနယောင်များအခြေခံစက်မှုကုံထုံးအဲ့ဒီလူတွေရဲ့လစာကိုသူတို့ဘလောက်ရလဲသိကြသလားဆိုတာကိုကျွန်တော်အဲ့ဒီလူတွေကိုမေးချင်ပါတယ်။ပြီးတော့နောက်တစ်ခုရှိသေးတယ်။ဥရောပကစက်ယုံတွေထွက်သွားရင်တရုတ်တွေဝင်လာမှာပေါ့ပိုဆိုးမှာပေါ့အဲ့ဒီတော့ကျွန်တော်ကပြောချင်ပါတယ်။အခုပေါကလိကစက်မှုကုံထုံးရှိတဲ့65ရာခိုင်နှုန်းကတရုတ်တွေပါပဲ။ brand တွေကလာအပ်တယ်။ HMM ကလာအပ်တယ်။အဲ့ဒါချုပ်တာလဲတရုတ်ပဲလေ။ဘာမှတရုတ်ကထပ်ဝင်လာစရာအကြောင်းကိုမရှိဘူး။တရုတ်ကရောက်နေပြီသား။အဲ့ဒါကိုဘာဖြစ်လို့ထပ်ပြီးတော့ရောင်းဝါးဝါးနဲ့တရုတ်တွေဝင်လာမှပေါ်တယ်။တရုတ်ကရောက်နေပြီသား။တရုတ်ကစက်မှုကုန်ထုံးတရုတ်အထည်ချုပ်အဖွဲ့တော်ရှိတယ်။ရုံရှိတယ်။ဂျက်လျင်ပြန်စီလောင်စာပိတ်တာကဘာကြောင့်လှိုင်းသာယာကလူအလုတ်ပြုတ်မလဲဆိုတာမသိဘူး။နောက်တစ်ခါမင်းအောင်လိုင်းအုပ်စုငွေရေးချေးရေးပိတ်တာလှိုင်းသာယာကလူဘာကြောင့်အလုတ်ပြုတ်မလဲဆိုတာကျွန်တော်တို့မသိပါဘူးလို့ အဲ့ဒါကြောင့်မို့လို့ ILO အရေးယူမှုကအများပြည်သူတိုက်ရိုက်တက်ရောက်မှုမရှိဘူးစစ်အုပ်စုနဲ့ပတ်သက်ရင်တော့ဖြစ်မယ်ဥပိုင်လီမိတက်နဲ့ပတ်သက်ရင်တော့ဖြစ်မယ်အဲ့ဒါတော့ကျွန်တော်ပြောနိုင်ပါတယ်ဟုဥမာမောင်ကဆိုပါတယ်မြန်မာနိုင်ငံကို ILO Article 33ဖြင့်အရေးယူတန်းခတ်မှုမှာဒုတိယအကြိမ်ဖြစ်ပြီးစစ်အာဏာရှင်တန်းရွှေလက်ထက်ကလေးကပထမအကြိမ်အဖြစ် ILO ကပြင်းထန်သောတန်းခတ်ပိတ်ဆို့အရေးယူမှုများလှုံ့ဆော်ခဲ့ပါတယ် သက္ကရာ2009ခုနှစ်စစ်အာဏာရှင်အုပ်ချုပ်ရေးဖြစ်သောတန်းရွှေလက်ထံမြန်မာနိုင်ငံတွင်အတင်းအဓမ္မအလုတ်ခိုင်းစေမှု force labor ပြဿနာများအလွန်ဆိုးရွားခဲ့သဖြင့် APB ဆိုင်ရာအလုတ်သမားအဖွဲ့ ILO ကမြန်မာနိုင်ငံအပေါ် ILO ဖွဲ့ဥပဒေ E Article 33အရအရေးယူပိတ်ဆို့ခဲ့ပူသည်